်ဘူးဆက်ဆောင်တယ်ဆိုရင်မိတိတ်တဲ့ဆောင်ကိုကဆက်အဟောင်းပေါ့နော်အဟောင်းကိုရိုက်ထားလိုက်အကုန်လုံးထွက်လာပြီဒါမဲ့အဲ့ဒီအဟောင်းတွေကိုဆောင်တဲ့ကဆက်အောင်ပြန်ထုတ်ပေးနေတာပဲအနှလားတော့နှလားတော့လူပဲထုတ်တာပဲအဲ့တော့ဆရာနားလေတာတော့ဘယ်လိုလဲဆိုတော့ online အဖတ်တဲ့လူတတ်တတ်ရှိမြဲအဲ့တော့တကယ်ဝယ်သိမ်းနေတဲ့လူရှိအဲဝယ်သိမ်းပြီးတော့စောက်ကန်ဖမအားရတဲ့သူအဲရှိဆိုတဲ့ဟာကို တွေ့တာပါเนาะစာအုပ်လက်မှတ်ထိုးပွဲတစ်ခုမှဆရာတို့ဆုံးကြတာပေါ့နော်။ဆုံးတော့အဲဒီ85နှစ်ပြည့်မယ်ဆိုတော့တို့ရောပဲ အဲ့ဒါဆိုဆောင်းထုတ်မယ်ဆိုပြီးတော့ဘာမှလည်းခက်ခဲမပြောဘူးအဆောင်းထုတ်မယ်ဆိုတော့အဆောင်းထုတ်မယ်ဆိုဒီလိုင်းဝင်းရပဲလေရေးမဲ့လူရတယ်အဲ့ဒါဆိုဆောင်းမှုတွေကိုဘယ်ဘယ်နည်းနောက်ဆုံးထားပြီးတော့ပေးကြအဲ့ဒါဆိုဘယ်သူထုတ်မလဲဆိုတော့အထုတ်မယ်လူက၃ရောက်တော့ဝိုင်းလူနေနောက်ဆုံးကျဆံပိုင်းဆန်းဆန်းနဲ့သားကိုကြီးကိုထုတ်ဖို့ပေးလိုက်ဘာဖြစ်လို့ပေးလိုက်လဲဆိုတော့ तू ကအခုမှစပြီးတော့ဆောင်းတက်ဖင့်ပြီးတော့ပထမဆုံးဆောင်းကို तू တက်ကထွက်တယ် အမှန်တော့သူပြိဿနဲ့သူပဲသားရဲ့မရှိဘူးမရှိဘူးဆိုတော့ဘာလို့လဲဆိုတော့ဥမာဆက်ဆောက်တယ်ဆိုရင်မင်းတိုက်တဲ့ဆောက်ကောဆက်ဆက်အဟောင်းပေါ့နော်အဟောင်းကိုရိုက်ထားလိုက်အကုန်လုံးထွက်လာတယ်ဒါပေမဲ့အဲ့ဒီအဟောင်းတွေကဆောက်တက်ကဆက်အောင်ပြန်ထုတ်ပေးနေတာပဲနှစ်လတော့နှစ်လတော့လူပဲထုတ်တာပဲအဲ့တော့ဆရာနားလဲတာတော့ဘယ်လိုလဲဆိုတော့ online ကဖတ်တဲ့လူတတ်တတ်ရှိမယ်အဲ့တော့တကယ်ဝယ်သိမ်းနေတဲ့လူရှိတယ်အဲဝယ်သိမ်းပြီးတော့ဆောက်ကန်ဖတ်မှအားရတဲ့သူအဲရှိတယ်ဆိုတဲ့ဟာကိုတွေ့တာပေါ့နော် ။ဆာဘေးကနေပြန်ရတာမျိုးထက်နော်ဟိုခြုံပြောမှဆိုပဝင်းကျင်ကရတဲ့ခံစားမှုပဝင်းကျင်ဆိုတဲ့ကမှဆာဘေးလည်းပါတယ်လေစာအုပ်ဆာဘေးဒါဒါတက်မဲ့ပဝင်းကျင်အဓိကပြောချင်တာကတော့တက်ရှိပဝင်းကျင်အဲ့ဒါကပြည်သူတွေရရတာပြည်သူပူနေတယ်လို့ခံစားရရင်ကိုလိုက်ပူတယ်အဲ့အဲ့ဒီခံစားမှုနဲ့ကြပြားတွေစားတယ်ပြတ်ထွက်တယ်ပြည်သူအေးနေတယ်တာယာနေတယ်ဆိုရင်အဲ့ဒီကြည်နှုံးမှုနဲ့အဲ့စားတွေထွက်မှာပေါ့ ခြုံပြောမယ်ဆိုလို့ရှိရင်တော့ဒါပဝင်ကျင်းရေမြေတော်တော်သဘာဝဒါသက်မဲ့ပဝင်ကျင်းဒါပြည်သူလူထုဘာညာလိမ့်ဆန်းကျင်းနေအဲ့ဒါတွေကလက်ရှိပါဘူးဆရာတို့ကကံကောင်းတယ်လို့ပြောမှာ၈တန်းနှစ်ကစားပြီးကြပြာရေးတင်ရတယ်အမင်းကြိုက်ချာရေးကျင်ရေးမြေးကျင်နေမင်းကိုခုံးဝတ်ပေးလိုက်မယ်ဆရာမြန်မာစာမှာပေးလိုက်ရင်ဒေတာဘဏ္ဍာဘုတ်ဆုတ်ခဲ့ဆက်ခဲ့ဘာဘာဘဏ္ဍာဘုတ်ဆက်ခဲ့ဆိုရင်အဲ့မှာတွေကမရေးကျင်လဲရေးပြင်းတယ်နောက်၉တန်း၁၀တန်း၃နှစ်သက်တဲ့အဲ့ဒီလူမျိုးမြန်မာစာမှာကကြပြာကိုတင်ကြရတယ် အဲ့မှာရှစ်တန်းစတင်လိုက်တရဆရာဝါဒနာပါသွားတယ်အဲ့တော့ homework ကသုံးဖို့ပြီးလိုက်ရင်ဆရာငါးဖို့ပြင်ပြင်မယ်ဆယ်ဖို့ပြင်ပြင်ပြင်ဆရာကိုယ့်ကိုလိုက်ရေးလိုက်တော့အကိုရနှစ်ကြတော့ဆရာ magazine မှာစပါအဲ့လိုနဲ့ပဲတက္ကသိုလ်ရောက်တဲ့အခါမှာ magazine တွေမှာရေးတာ establish ဖြစ်သွားတယ်လုံချင်းဝိတ္ထုကတော့ချက်ချင်းဟိုစောက်ထုတ်ဝေသူမပေါ်ဘူးအဲ့တော့ဘာလို့စရေးလဲဆိုတော့ဆရာစောင်းမထွက်ခင်မှာဆရာမရေးရေးပြီးသားလေးဦးရှိတယ်။အဲ့ဒါပဲကြောင့်ရေးတာလဲဆိုတော့မရေးဘဲမနေနိုင်လို့ရေးတာ။ ကြပြာဖွဲ့ယုံနဲ့မလုံလောက်တဲ့အကြောင်းအရာကိုဝိထုရေးထားတာရေးထားပြီးတော့ထုတ်ချင်လဲထုတ်မှမထုတ်ချင်လဲမထုတ်ဘူးအကားလို့ဆိုနောက်ပိုင်းကျတော့အဲ့ဒါလာထုတ်မယ်လို့နဲ့တက်တက်တိုးပြီးတော့ထုတ်ပြသွားတယ်အဲ့ဒါကိုအသေးစိတ်ပြောထားတာ YouTube မှာဆရာဆက်ပြောထားတာ၄ပုတ်ရှိတယ်အဲ့ဒါစက်တက်အဲ့ဒါကတော့အသေးစိတ်ပဲဆက်ပြချင်ရှာဘလို့လာတယ်ဘာညာဘာညာအဲ့ဒါမျိုးပေါ့နော်ကျားဘဝမှာစာအုပ်တစ်ခုတအုပ်ဖြစ်ဖို့တဲ့အချိန်ဘယ်လောက်ယူခဲ့လဲအချိန်ကတောင်းတော့တော့မတူဘူးကွာ မတချို့ဆိုလို့ရှိရင်ရက်ပိုင်းလောက်ယူရတယ်တချို့ဆိုနှစ်နဲ့ကြာပြီယူရတယ်အရင်းနေရနေရက်သွားပြီးတော့ကွာနှစ်တကြာသွားတာမျိုးလေအဲ့ဆက်ထွက်ထွက်ချင်း၄အုပ်ဆိုလို့ရှိရင်အဲ့ဆောက်၄အုပ်ကအာကျောင်းသားဘဝမှာတွေကရေးခဲ့တာကျောင်းသားဘဝမှာဆိုတော့၁၆၂၀တွေပေါ့ကွာအဲ့ပတ်ဝန်းကျင်မှာရေးခဲ့တာရေးခဲ့ပြီးတော့အော်စာအုပ်ထုတ်ပြတာ85ကျော်မှထုတ်ပြတာဆိုတော့၁၀နှစ်ကျော်လက်ထက်ရှိနေမှာအဲ့ဒါကြတော့ဒီတိုင်းထုတ်လို့မရတော့ဘူး ။နောက်နောက်က background နဲ့ခစ်တွေပါလေပြန်ပြန်အဲ့ဒါတွေကိုပြန်ပြီးတော့အကော edit လုပ်ပြန်ပြန်ပြီးတော့ပြန်ရေးရေးပြီးတော့မှထပ်တော့။နံပါတ်1ကတော့ဘာပြောမလဲဆိုတာခစ်ကာလမဖတ်ဖို့သူတို့ဟိုဘယ်လိုပြောမလဲဟိုဆွဲထားတယ်ပေါ့။ဆွဲထားတယ်ဆိုတာသူတို့မှထမင်းစားဖို့ဒါမှမဟုတ်လို့ရှင်မင်းစစ်ပြေးဒုက္ခတွေတယောက်ကိုစာဖတ်ပါလို့သွားပြောလို့ရှင်မင်းထားရိုက်မှာပေါ့။မဟုတ်ဘူးလား။ခုငလျင်လုံးနေတယ် အိမ်ပြိုနေတဲ့လူတွေစာဖတ်ပါအောင်ဆိုမင်းစာအုပ်သက်ပြီးလို့ရှိရင်မင်းသမင်းတို့တထုတ်ပေးတာသူတို့ပုံဝင်တာမှာပေါ့ဒါတာတာဒါပတ်ဝန်းကျင်နေပြီးတော့သူတို့မဖက်ပြောင်းတိုက်တွန်းထားတာနောက်တစ်ချက်ကဆရာတို့ခင်းနဲ့မတူတာသူတို့မှထွက်ပေါက်တယ်အများကြီးမဂိမ်းဆော့မလားကွာဒါမှမဟုတ်လို့ရှိရင်မီဒီယာနဲ့ so many kinds of media အဲ့မှာအများကြီးအများကြီးသူတို့ထွက်ပေါက်တွေရှိတယ်အဲ့ဒါတွေအတွက်လည်းပဲစဖာရောက်တယ်ရောက်ပါဆရာဖြစ်ဆက်ပြီးတော့ပြောပြခြင်းနဲ့အပိုင်းလေးတွေလည်းရှိရောမလားအေးပြောခြင်းနာတော့ကွာ ခေတ်ကောင်းရောက်တဲ့အထိเนาะငါတို့မင်္ဂလာပါလို့နှုတ်ဆက်နိုင်ဖို့ကိုယ့်သက်ကိုဆွဆန့်နိုင်ကြပါစေကြောက်ကြင်ပါ